မွေးလာတော့ကအထီးလေးဆိုပေမဲ့၃နှစ်ကြာမှတဘာဝအတိုင်းအမားဖြစ်တော့ပြောင်းလဲသွားနိုင်နေငါဘာရာမွန်နီလို့ခေါ်တဲ့ကက်ကရိတ်ငါးတွေကဖျက်ပေါက်ချုပ်လုံးစရာမလိုဘဲနဲ့လိန်ပြောင်းနိုင်ကြတယ်ဆိုတာသိသိပါသလားကျွန်တော်တို့ပြောပြမယ့်ကက်ကရိတ်ငါးတွေကတော့ကန်ယူရန်နဲ့မြေဝါတွေမှာတွေးရတတ်တဲ့ပြင်ရေကန်နဲ့မြစ်တွေထဲမှာလည်းရှိတတ်တဲ့ရေချိုးရင်ငန်ဆက်ငါးမျိုးအစားပဲဖြစ်ပါရည်ကြီးလင်ပြီးတော့စိမ့်စုံနေတဲ့ရေပြင်ကြေးကြီးထဲမှာကြက်စားရတာကိုနှစ်သက်ကြပြီးတော့ရောက်မှရှိတဲ့ခြုံတွေပါဝင်ရောက်မှမြုပ်နေတဲ့တစ်ပင်အကိုင်းခတ်တွေမှာပုံအောင်နေတတ်ပါသေးတယ် တားပေါက်ကောင်းတဲ့၅မျိုးကြီးနေဖြစ်ကြပြီးတော့အမတ်ကောင်ဟာတခါဥယင်တန်းနဲ့ချီတဲ့၅ဥတွေကိုဥချလေးရှိပါသည်ပို့ပြီးတော့ထူးခြားတာကဒီဥဥနေတဲ့၅မကြီးတွေဟာငယ်စဉ်ဘဝကိုအထီးတကောင်အဖြစ်ဖျက်ဆီးခဲ့ရပြီးအသက်၃နှစ်နဲ့၄နှစ်ရွယ်မှာတော့၅ဒီကြီးဟာမာမျိုးဥတွေပါဝင်မအင်္ကာကိုတဘာဝအလျောက်ပြောင်းလဲသွားခဲ့ပြီး၅မတကောင်ဖြစ်ရှေးကမျိုးဆက်တွေလုတ်ခဲ့တဲ့အတိုင်းမျိုးပွားချင်းတာဝန်ကိုဆက်လက်ထမ်းဆောင်ရပါသည်ဒါကြောင့်၅ဒီလူပြိုလေးတွေကတေးသေးလေးတွေဖြစ်ပြီးတော့၃နှစ်သားအရွယ်၅ဒီတကောင်ကအမအဖြစ်ပြောင်းလဲခဲ့တာကြောင့် ကကရင်ငါးဒီမှာအထီးဒီယာသိငယ်ပြီးတော့အမားဒီကအကောင်ကြီးတက်ကြတာထုံးစံပဲဖြစ်ပါရီမိုးကာလာဒီမှာကကရေဒီကတားပေါ့ဖို့မြေဝါနဲ့ကန်ယိုးတန်းတွေကိုဆင်းသက်လာခဲ့ကြပြီးဦးချပြီးလို့မိုးကုန်ကန်လေးချိန်ဆိုရင်တော့မြေချောင်းတွေကတစ်ဆင့်ရေချိုးတွေကိုပြန်သွားတက်ကြပါရီ